ာပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင့်ပေးနေပါတယ်ရှင်တို့သားရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါတယ်ရှင်မင်္ဂလာပါဗျာဝေးနေဓမ္မဒေသဆောင်ကဏ္ဍကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ဒီကနေ့နှုတ်ဝင်ပါလား73ရက်နေ့မှာ ချက်ရောက်တဲ့မွနရှင်ညကတော့ရွှေဘုံမြို့မှာခင်စုတက်မုံရေတကြုံမြို့မှာဖြိုးဝေလန်းရေတကြုံမြို့မှာပဲနေသူဝင်မုံရွာမြို့မှာမောင်ချော်စုထုံမုံရွာမြို့မှာပဲမောင်စိုးမြင့်ထုံမုံရွာကြီးနီမိုင်မှာဦးကျော်ကျော်နီထိကြိုင်မှာဝင်းတန်တန်ဝင်း ရွှေကျင်မဆ ्याम ကြီးနော်အရွင်တောင်ကူမြို့မှာမောင်ရဲဝေအောင်ရန်ကုန်မြို့မှာဒေါ်ဂက်တီဝင်မြေမြို့စိန်မီဒီဖျားကျောင်းမှာအဲလစ်စဘက်တို့ပဲဖြစ်ပါတယ်ဒီကနေ့နော်ဝင်ပါလား73ရက်နေ့မှာကြာရောက်တဲ့မိုးနေ့ရှင်များကြီးစုနာရှင်အပေးနေသူများအားလုံးပေါ့အဖာ ဖျားသခင်ရဲ့ကောင်းချီးကျေးဇူးတော်များစတဲ့တဘူတော်၍ခံစားရပါစေကြောင်းအရှသမတရားမြမဝိုင်းစီရင်ပါဘိုင်းတော်သူဘိုင်းတော်သားများနဲ့တူကျွန်တော်ဂျွန်ဝင်းစောထုံးကနေစုမုံကောင်းတောင်းပေရင်သေးကြရှင်ဆိုဖီးယားဒီဆိုထားတယ်တီနီမြစ်တာဆိုတဲ့ဓမ္မတစ်ချင်ကို တင်ဆက်ပေးလိုက်ပါတယ် si che lan dai lang ji du lu re da de den ya ri na chen ba ze tu ki sa pe go ba ma tui sa tui ne ning ba ma chen chen sun the day. ဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမေတ္တာ။ဩတနာကိယနာရှင်ဖခမိတော်ဗျာ။ကိုရောတိသာသမိတို့ကို အမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏။သာသမိတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမအန္တရာယ်ဘေးများကြားမှကိုရောရှင်တနာကိယနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမိတို့သည်ခွန်အားကုန်ခန်း၍အကျဉ်းချင်းလဲကြလျက်ရှိကြပါ၏။ ကိုရောရှင်မှလွဲ၍မြည်သည့်အရာမှအာကိုစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်တခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေတော်မူပါလိုအပ်နေသော စေဝါများအစာအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွေအထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနဲ့အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရောရှင်ပေးသနာတော်မူပါ ပါဝင်လှူဒန်းကြသော လူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောစုကျေးဇူးနဲ့အတူအစတရားမကသောကောင်းကြီးကျေးဇူးများနဲ့ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိတ်မာခဲ့သည့်ငါ၏ညီကိုတို့ကိုပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါ ကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကြီးနာတော်ဖြင့်ခွင့်လွှတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေးချမ်းတရားဝါပြောသော နိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်ဖျားသခင်၌လေးစားချစ်ခင်ရပါတော့သောတာရှင်ဓမ္မမိတ်ဆွေတို့ဆင်ပေါင်းတို့ဒီနေ့အင်္ဂလိပ်ကျမ်းစာမှာ ဖာရိစူတွေကဖျားသခင်ရဲ့နိုင်ငံတော်ကဘယ်ချိန်ခါကြောက်ရောက်လာမလဲဆိုတော့ကိုကိုရောအားမေးလျှောက်ကြတာကိုကျမ်းစာရမှာပဲဖြစ်ပါတယ် သူတို့ကမြင်နိုင်တဲ့ကောင်းကင်ဘုံကတခုလက္ခဏာကဘာကြီးကိုပြောင်းလဲနိုင်တဲ့နိုင်ငံရေးပါဝါမျိုးသူတို့အနေနဲ့ကောင်းကင်နိုင်ငံတော်ကို ယူဆနေကြပါတယ်အဲ့ဒီခါမှာခရစ်တော်ကဘာပြောတယ်လဲဆိုတော့ဖျားသခင်နိုင်ငံတော်သည် မြင်နိုင်သောနမိတ်လက္ခဏာများဖြင့်ရောက်လာမည်မဟုတ်ကြည်ကြ၎င်းသည်ဤရန်၌ရှိသို့မဟုတ်ထိုရန်၌ရှိဟု၍လဲသူတို့မပြောနိုင် အကြောင်းမူကားဖျားသခင်နိုင်ငံတော်သည်တင်တို့အလယ်၌တည်ရှိသောကြောင့်ဒီဟုမိန့်တော်မူ၏ဆိုကြပြန်လဲဖြေကြတာကိုတည်ရှိရမှာဖြစ်ပါတယ်ဒီဖြေကြားချက်ကအတိတ်ပဲကြီးဝါနေပါတယ်သခင်ခရစ်တော်ကအဝေးကြီးကြည့်မနေနဲ့မိမိရဲ့အတွင်းစိတ်၌မိမိပလက်ကိုကြည်ပါဆိုခင်မှာပြောကြတာပဲဖြစ်ပါတယ်ဖျားသခင်ရဲ့နိုင်ငံတော်ကတင်လက်ညှို့ညွန်ပြတဲ့နေရာမဟုတ်ပဲ ၎င်းဟာဖျားသခင်ချစ်ချင်းမြတ်တော်ကိုမိမိရဲ့အတွင်းစင်လုံးသားမှာ ဖွင့်မိလက္ခဏာနေရချစ်တယ်ဆိုတော့ကိုဖော်ပြထားပါတယ်ကျွန်တော်တို့တဦးတို့ချစ်တဲ့အခါတဦးကိုယ်တို့ခွန့်လွတ်တဲ့အခါယုံကြည်ခြင်းငြိမ်းချမ်းခြင်းနဲ့တည်ရှိနေတဲ့အခါမှာဖျားသခင်နိုင်ငံတော်ကကျွန်တော်တို့စီမှာတည်ရှိနေပါတယ်ဒီလိုမျိုးဖြစ်ဖို့ဆိုရင်ကျွန်တော်တို့ရဲ့စိတ်ရှည်တည်ခံမှုကျွန်တော်တို့ရဲ့ကျင်နာမှု ကျွန်တော်တို့ရဲ့စတောမြတာစတဲ့တင်းငယ်တဲ့အရာလေးတွေကစိုက်ကံမှာစိတ်တည်ငြိမ်တဲ့အရာလေးကနေစတင်ပါတယ်။ကောင်းကင်နိုင်ငံတော်ကခွန်အားတွေ အောင်မြင်မှုတွေပေါ်မှာတည်ဆောက်ထားတာမဟုတ်ပဲသခင်ခရစ်တော်ကားတိုင်းပေါ်မှာပြသခဲ့သလိုချစ်ချင်းမြတ်တာနှိမ်ချခြင်း စက္ကပ်ပူဇော်ခြင်းတွေအပြင်တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ယနေ့စမ်းစစ်ရမှာကကျွန်တော်တို့ရဲ့နှလုံးသားမှာကောင်းကင်နိုင်ငံတော် ရောက်ရှိနေပြီလား ကျွန်တော်တို့ရဲ့အပြောဆိုအပြုမူအတွေးခေါ်တွေက ခရစ်တော်ရဲ့လွှမ်းမိုးမှုအုတ်ချုပ်စိုးမိုးမှုရှိနေပြီလားဆိုတော့ကို ပြန်လဲထောက်ရှုစဉ်းစားရင်မိမိတို့ရဲ့နှလုံးသားမှာခရစ်တော်ကျင်းဝတ်စံပယ်ရဲ့ပုံကိုယ်တွေဖြစ်ပါစေလို့ဖော်ဖော်နေနဲ့ဆန္ဒပြုစုမကောင်းတော်လှန်ပါတယ်ရှားသခင်တင်တို့အားလုံးကိုခောင်းချပေးပါစေ thank you ပတ်စင်ဘုရုနေအတွက်ယဟန်ကြီးသတင်းစကားအစီအစဉ်မှာတော့ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် လူသမိုင်းမှောင်မိုက်ခြင်းစီတို့မျောလင့်ခြင်းအလင်းယူဆောင်လာပေးခြင်းဟုသောကောင်းစဉ်ဖြင့်အပတ်စင်ဘုရုနေတိုင်းလူတို့တွေ့ဆုံခြင်းမှာယဟန်ကြီးဝေမျှခဲ့သည့်ထောက်ရှုချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်အပတ်စင်ဘုရုနေတိုင်းလူတို့တွေ့ဆုံခြင်းနဲ့ဘုရားမင်းကြီးအထွေထွေဩဝါဒခံယူခြင်းတွင်ဘုရားမင်းကြီးလျော်၁၄က ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည်ကျွန်ုပ်တို့၏နေစဉ်ဘဝများကိုလမ်းညွှန်ဥတီချက်ပေးနိုင်ကြောင်းဘဝအဓိပ္ပာယ်အတွက်တောင်းတမှုကို ဖြည့်ဆည်းပေးနိုင်ကြောင်းကဘာကြီးကိုမျှော်လင့်ခြင်းအလင်းပေးနိုင်ကြောင်းတို့ကိုမိမောင်းထုတ်ပြခဲ့ပါသည်ယမင်းကြီးလီယို14ကနိုဝင်ဘာလ9ရက်နေ့စိန့်ပီတာယဉ်ပြင်၌အပတ်စဉ်ဗုဒ္ဓဦးနေ့တိုင်းလူထုတွေ့ဆုံခြင်းနဲ့အိုယမင်းကြီးအထွေထွေဩဝါဒခံယူခြင်းတွင် ကျွန်ုပ်တို့၏လက်ရှိအချိန်ကာလသည်ပင် လက်ဝါကတ်တိုင် cross များစွာဖြင့်ပြည့်နေနေပြီးပါစကားပွဲတော်မျှော်လင့်ချက်ဤအာယုံမှုကိုတောင်းတနေကြသည်ဟုမိန်ကြားခဲ့ပါသည်။ဘာသာတရားတုံသင်ခြင်းတွင်ပုံရံမင်းကြီးကခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည်စိတ်ကူးရင်သက်သက်မဟုတ် theory မဟုတ်ဘဲယုံကြည်ခြင်းအခြေခံဖြစ်သောဖြစ်ရပ်တစ်ခုဟုရှင်းပြခဲ့ပါသည်။ကျွန်ုပ်တို့၏နေ့စဉ်ဘဝတွင်ရှင်ပြန်ထမြောက်ခြင်းကိုစစ်မှန်စွာယုံကြည်ခြင်း ဆိုဒီမှာကျွန်ုပ်တို့နေ့စဉ်ဘဝနေထိုင်ပုံကို တော်လှန်ပြောင်းလဲပစ်ခြင်းဖြစ်ကြောင်းဤပြောင်းလဲမှုသည်ခရိယံမျှော်လင့်ချက်ဤနုညံ့ပြီးရဲရင်သောစွာအဖြင့်ကဘာကြီးကိုပြောင်းလဲရန်ကူညီပေးနိုင်ကြောင်းလူသမိုင်းတစ်လျှောက်ဖျားရှင်ရဲ့လင်းအောင်ကိုမမြင်ရသည့်နေရာများ၌ပင်ကျွန်ုပ်တို့သည်တည်တည်ကံများဖြစ်နိုင်ကြောင်းပါစကာမျှော်လင့်ချက်သည် စိတ်ပြတ်အားငယ်စေမည်မဟုတ်ဟုယဟန်မင်းကြီးကတိုက်တွန်းခဲ့ပါသည် ဆက်လက်ပြီးရှုပ်ထွေးနေသောဘဝအတွက်လမ်းပြကျယ်ဟုသော ကောင်းစဉ်အောင်နှင့်ဆက်လက်ပြီးသခင်ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကိုယဟန်မင်းကြီးကရှင်းပြရာတွင်ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်း၌ကျွန်ုပ်တို့၏ဘဝအဓိပ္ပာယ်အတွက်တောင်းတမှုကို ရှာတွေ့နိုင်ကြောင်းအထူးသဖြင့်ဘဝအဓိပ္ပာယ်ကို နားလည်ရခဲ့သည့်အခြေအနေများရင်ဆိုင်ရသည့်အခါတွင် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းက ကျွန်ုပ်တို့ဘဝကိုမီးမောင်ထိုးပြနေကြောင်းကျွန်ုပ်တို့သည်ရှုပ်ထွေးနေပုံရသောဘဝများကိုဥတ္တရာရှာဖွေနိုင်သည့်လမ်းပြကျယ်ကို အမြဲတမ်းကိုတော်၌ရှာဖွေတွေ့ရှိနိုင်မည်ကို အာမခံချက်ရှိကြောင်းရှုပ်ထွေးနေသောဘဝများသည်မကြာခဏဆိုသလိုရှုပ်ထွေးမှုလက်မခံနိုင်စရာနားမလည်နိုင်စရာ ဆိုးကျိုးများဒုက္ခဆင်းရဲများတေခြင်းတရားနှင့် ကျွန်ုပ်တို့တူးချင်းစီအပေါ်တည့်ရောက်သည့်အဖြစ်ပြက်များအဖြစ်တတ်မှတ်ခံထားရပါသည်ဆလပီယမင်းကြီးလီယို34ကကျွန်ုပ်တို့ဤထိလွယ်ရှလွယ်ကြေကွဲလွယ်သောလူသားဘဝကိုရင်ဆိုင်ရသည့်အခါခရစ်တော်ရှင်၏ရှင်ပြန်ထမြောက်ခြင်းဟာ တို့အတွက်ဂယုဆိုင်မှုနှင့်ကုစားခြင်းဖြစ်လာပြီးဘဝကကျွန်ုပ်တို့အားတူးချင်းစီသို့မဟုတ်တစ်ကဘာလုံးဆိုင်ရာအဆင့်တွင် လူသားတို့အားနေစဉ်ပေးအပ်နေသည့်ကြောက်မဲ့ဖွယ်စိန်ခေါ်မှုများရှိ၌ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည်မျော်လင့်ချက်ကို အားဖြည့်ပေးနေကြောင်းပါစကာရှူတောင်းမှကြည်လျင်လဝကတိုင်လန်းသည် အလင်းလန်းဖြစ်သည် ရှင်ပြန်ထမြောက်ခြင်းမတိုင်မီကအချိန်၏အလုံးကိုထိုအလင်းသည့်ဖြင့်ပြန်လည်ခြေရာခံရန်နာကျင်မှုနောက်ွယ်မှပျော်ရွှင်မှုကို အရတာနှင့်ခံစားရန်စင်ခြင်းသုံးသက်ရန်စသည်တို့ကိုပါတော်ဝင်များအားတိုက်တွန်းခဲ့ပါသည်။ပြရိတ်ချံအခန်းကြီး၁အခန်းငယ်၁၇ရှိယေရှုကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် လူတိုင်း၏နေ့စဉ်ဘဝတွင် မြင်တွေ့နိုင်သော လက်ရှိအဖြစ်အမှန်ဖြစ်ကြောင်းပြသရန်အတွက်အသက်ရှင်သောသူ အဖြစ် ကိုကိုကို ဟောပြပုံကိုယဟမင်းကြီးကအလေးပေး ထောက်ရှုခဲ့ခြင်းဖြစ်ပါသည်။ ရှင်ပြန်ထမြောက်ခြင်းသည်အတိတ်ကလက်လန်းမမီသောအရာမဟုတ်။သခင်ခရစ်တော်၏ပါစကာနဲ့နေရာချက်သည်လက်လန်းမမီသောအတိတ်ကဖြစ်ရတခုမဟုတ်။လူသမိုင်းရှိအခြားသောဖြစ်ရများစွာကဲ့သို့အစဉ်လာတဲ့တွင် အခြေချသွားပြီးဖြစ်သည်။သာသနာတော်သည်နှစ်စဉ်ပါစကာပွဲနှင့် နေ့စဉ်ပူဇော်သောကိုရောမြတ်ဆက်ကရမန်တူတို့ကိုကျင်းပခြင်းဖြင့် ရှင်ပြန်ထမြောက်ခြင်း၏အသက်ဝင်သောအမှတ်တရဖြစ်ခြင်းကို ပြုလုပ်တွင်တင်နေကြောင်းပါစကာနေနေရာအချက်သည်ခရိယန်ဘဝ၏အဓိကအုံမြစ်ဖြစ်ပြီးအခြားရာအားလုံးသည်လည်းပါစကာနေနေရာအချက်၏ပတ်လည်၌ပင်ရှိနေသည်ဟု ပြောကြားခဲ့ကာနေ့တိုင်းသည်ပါစကာပွဲနေ့ဖြစ်သည်ဟုပြောနိုင်ကြောင်းသို့တော်လည်းဘဝတွင်ကျွန်ုပ်တို့သည်နာကျင်မှုဆင်းရဲဒုက္ခနှင့်ဝမ်းနည်းမှု ျော်ရွှင်မှုအံ့ဩမှုစိတ်ငြိမ်းချမ်းမှုတို့ရောရှက်နေသော မတူညီသောတွေ့ကြုံများကို အချိန်နဲ့အမျှတွေ့ကြုံခံစားနေရပြီးအချိန်နေတိုင်းကိုဖြတ်တန်းပြီးနောက်နှလုံးသားသည်ပြေစုံမှုနည်းနည်းသောပျော်ရွှင်မှုကို တောင်းတကြောင်းယမ်းမင်းကြီးကရှင်းပြခဲ့ပါသည် ရှင်းပြန်ထမြောက်ခြင်းသည် အလှဆုံးသောသတင်းဖြစ်သည် လူသဘာဝ၏ဖြစ်ရမှန်ကိုရင်ဆိုင်ရသောအခါပါစကားကြီးညာချက်သည် အမိုင်းတလျှောက်တွင်ပဲ့တင်ထတ်ခဲ့ဘူးသမျှအလှဆုံးအပျော်ရွှင်ဆုံးနှင့်စိတ်လှုပ်ရှားစရာအကောင်းဆုံးသတင်းဖြစ်သည်။၎င်းသည်အပြစ်ပေါ်မေတ္တာတရား၏အောင်မြင်ခြင်းနှင့်အသက်၏သေခြင်းပေါ်အောင်မြင်ခြင်းကိုတည့်တည်ခံသည့်အနှစ်သာရဧဝံဂေလိသတင်းကောင်းဖြစ်သည်။ထို့ကြောင့်ကျွန်တော်တို့၏စိတ်နှင့်နှလုံးသားကိုဒုက္ခပေးနေသောသေခြင်းတရားအတွက်သခင်ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းက ကျေနပ်စေနိုင်သည့်တခုလေးသော အရာဖြစ်သည်လူသားများသည်သူတို့အားဆွဲဆောင်နေသည့်လက်လှမ်းမမိနိုင်သောအရာတခုစီသို့အမြဲတမ်းကြိုးပမ်းနေကြသည် တခဏသာဖြစ်သောအရာဝတ္ထုတခုမျှကျွန်ုပ်တို့ကိုကျေနပ်မှုမပေးနိုင်ပါအဘယ်ကြောင့်ဆိုသော ကျွန်ုပ်တို့သည် အနတ္တနှင့်သာဝရစီသို့ဥတည်နေသောကြောင့်ဖြစ်သည်ဆလပြေသခင်ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကိုဝေမျှရရင်ယဟမင်းကြီးက သခင်ခရစ်တော်၏သင်ချိုင်းကူသို့သွားရောက်ကြသည့်အမျိုးသမီးများသည်လဝကတိုင်မှာဒေခံပြီးနောက်သခင်ခရစ်တော်၏ယုတ်ကလပ်ကိုနန္တာဆေလူယံသင်ချိုင်းသို့ သွားခဲ့ကြသည် သို့တော်လည်းကိုတော်ဤယုတ်ကလပ်ကို မတွေ့ရဘဲအဖြူရောင်ဝတ်ထားသောစမ်းကြဲသော လူငယ်ကိုသာ တွေ့ဆုံခဲ့ကြကြောင်းထိုလူငယ်ကလဝကတိုင်မှာတေခံတော်မူသော နာဇရဲမြို့သားယေရှုကို သင်တို့ရှာကြ၏ ကိုရောသည်ထမ်းမြောက်တော်မူပြီးဤနေရာ၌မရှိဟု မာကု အခန်းကြီး16အခန်းငယ်6ကိုအကြောင်းပြုပြီးဏိကုံးချုပ်အနေဖြင့် သခင်ခရစ်တော်၏ရှင်ပြန်ထမ်းမြောက်ခြင်းသည်လူ၏သမိုင်းလမ်းကြောင်းကို ပြောင်းလဲခဲ့ကြောင်းအုတ်ရန်မင်းကြီးကမိန့်ကြားဏိကုံးချုပ်ခဲ့ပါသည် ီကနေ့အတွက်သတင်းဌာနမှာတော့ကျွန်တော်တို့ဒီခရစ်တုသခင်နဲ့ရှောက်လှမ်းရမည်သူများဖြစ်ကြသည်ဟုယမင်းကြီးမိန့်ကြားခြင်းသတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီတနာချင်းနှစ်သိမ့်ချင်းငိမ့်ချင်းနဲ့ဆိုင်သောဧဝံဂေလိတရားတော်ကိုကဘာကြီးအားဟောပြောတတ်တဲ့ခံရန်ခေါ်တော်မူခြင်းခံထားရသောခရစ်တုသခင်၏သာသနာသူ၏ခန္ဓာတော်သူ၏အင်္ဂါအစိတ်ပိုင်းများဖြစ်ကြသည်။ယနေ့ဒီစိန်ဂျွန်အေဖျားကျောင်းတော်ကြီးပွဲနေ့ဖြစ်ပါသည်။ ဤနေ့၌သာသနာတော်ကြီးသည်စီလုံးချင်း၏နည်းနည်းချက်ကဘာဝရှိကက်သလစ်သာသနာတစ်ခုလုံး၏ယုံကြည်ခြင်းလမ်းစဉ်ကိုဂယုတစိုက်လမ်းညွန်ပေးနေသော ရောမသာသနာကြီးနှင့်ပေါင်းစည်းနေသည့် အကြောင်းကိုထောက်ရှုရမည်ဖြစ်သည်။ဘုရားကျောင်းတော်ကြီး၏အစဉ်လာကြီးမားသောသမိုင်းကြောင့်ယင်သက်ရှုမောပေါ်ရာဘိသုကလည်းရာများနှင့်ဘာသာရေးအမွေနှင့်များနှင့်အတူတပြည့်တော်ကြီးတို့မှလက်ဆင့်ကမ်းသေးဆောင်ထိမ့်သိမ်းဆံရစ်ပေးခဲ့သောယုံကြည်ခြင်းကိုရာစုအဆက်ဆက်ဆက်လက်ရှင်သန်နေစေရန် ကျွန်ုပ်တို့အတွက်တွန်အားအတိဖြစ်စေကြောင်းကြီးမားသောနည်းနည်းချက်ကိုဖျားเจ้าဗိမှန်တော်ကြီးဘိတုကလက်ရာများကို လေ့လာကြည့်ရင် သိနိုင်ကြောင်းဖျားเจ้าကြီးအလဲဘဟု၌တမန်တော်ကြီး၁၂ပါး၏ဆင်းတုတော်များကိုတွေ့ရပြီးဤအပြင်ဆင်းသည့်ဝိညာဉ်ရဲ့အမြင်ဖြင့်အမြင်ကိုပေါ်ပြနေကြောင်းအပေါ်ယံအမြင်မှနှဲ့ဆိုင်စွာထိုးဖောက်မြင်လိုကြောင်းဖျားเจ้า၏နည်းနည်းမှုကို နားလည်ရန်မှာဖျားเจ้าသည်ရိုးရှင်းသောနေရာမှာ အစာအုပ်တစ်ခုထက်ပို၍တာလွန်သည်ကိုသိရှိကြရမည်။ဧဝံဂေလိကျမ်းစာလာသည့်အတိုင်းယေရှုသခင်ဂျေရုဆလင်ဗိမာန်တော်ကိုရှင်းလင်းကြိမ်၌မိန့်ကြားခဲ့သောစကားသည်အမှန်တကယ်ဖျားသခင်စံပယ်တော်မူသောဗိမာန်တော်မှာတည်ခြင်းမှရှင်ပြန်ထမြောက်သည့်ယေရှုသခင်၏ခန္ဓာတော်ပင် ဖြစ်သည်။ယေရှုသခင်သည်တပါးရီသောကြာဝင် ဖြန့်ဖြေးပေးသူတပါးရီသောကယ်တင်ရှင်လူအဖြစ်ကို၍နှလုံးသားနှင့်ပေါင်းဆက်ရင်း ူ၏จิตချင်းမြတ်တာဖြင့်ပြုပြင်ပြောင်းလဲပေးသူ ခမည်းတော်ဖျားစီတို့ရောက်နိုင်ရန်ကျယ်ဝန်းစွာ ဖွင့်နေသောတကားဝါနှင့်ခိုင်နှိုင်းရပေမည်ယေရှုသခင်နှင့်ပေါင်းစည်းခြင်းအပြင်ကျွန်ုပ်တို့သည်လည်းဝိညာဉ်ရေးအဆောက်အဦးကြီးအသက်ရှင်သောကြောက်တုံးများခရစ်တုသခင်ဆံပယ်တော်မူသောဗိမာန်တော်သူ၏ခန္ဓာတော်များဖြစ်လာကြသည်ထို့ကြောင့်ယေရှုသခင်၏ဧဝံဂေလိတရားနှင့်တနာကျုနာခြင်းအကြောင်းကို ျွန်တို့တို့၏နေစဉ်အသက်တာဖြင့်သက်သေခံကြရမည်။ဤကိုမောင်တို့အပေါင်းတို့ဝိညာဉ်ရဲ့အမြင်ရှိရန်ကျွန်တို့တို့၏စိတ်နှလုံးကိုပြုပြင်ထူစေရမည်။သို့သော အခါအားလျော်စွာခရိယန်တို့၏အမှားကြာရှုံးမှုများတိမ်ညွတ်မှုများဆွဲလန်းများသည် ကျွန်ုပ်တို့အားကြွယ်ဝသောဗိမာန်တို့၏နည်းနည်းရာကိုဖန်ဆုပ်နိုင်ရန်အဟံအတားဖြစ်စေကြောင်းယံမင်းကြီးကစိတ်မကြေမချမ်းမိန့်ကြားခဲ့ပါသည်။ သို့သောဗိမာန်တော်၏တန်ရှင်းမြင့်မြတ်ခြင်းသည်ကျွန်ုပ်တို့လှုပ်ဆောင်သောကောင်းမှုများနှင့်မဆိုင်ပေ။ဘုရားသခင်၏လက်ဆောင်မွန်တက်တက်သာဖြစ်သည်။ဘယ်သောအခါမှပြန်လဲရုပ်သိမ်းခြင်းလည်းမပြု။ညီသူသောအခြေအနေဖြစ်စေကမူဘုရားရှင်စံပယ်တော်မူရာဗိမာန်ဖြစ်တည်ရှိနေမိအချစ်စစ်ဖြစ်သည်။လူတို့၏လက်ခန္ဓာသည်ညစ်ပတ်ပြေနေတော်လဲဘုရားရှင်သူတို့၏နှလုံးသားထဲမှစံပယ်သည်။ယံမင်းကြီးသည်သူ၏ဩဝါဒအဆုံးသတ်၌ ကျွန်ုပ်တို့သည်ဘုရားသခင်ရွေးကောက်ခြင်းခံရသောတန်ရှင်းသောလူမျိုးတော်ဖြစ်ပျော်ရွှင်စွာရှောက်လန်းကြပါစို့။သာသနာတော်အားမိုက်မတော်မူသော မေတော်၏ကူညီဆောင်မခြင်းကိုလည်းတောင်းခံ၍ကျွန်ုပ်တို့သည် ခရစ်တုသခင်ကိုထိုက်တန်စွာလက်ခံနိုင်ရန်နှင့်သူ၏ဂျာဝင်ဆုတောင်းပေးခြင်းအဖြစ်ကျွန်ုပ်တို့နှင့်အတူအစဉ်ရှိနေစေရန်တောင်းခံကြပါစို့ဟုတိုက်တွန်းရင်းသူ၏ဩဝါဒကိုဆုံးသက်ထားပါသည်။ ဏ္ဍမှာတော့စစ်ပွဲများကြုံတွေ့နေရသည့်နိုင်ငံများတွင်ငြိမ်းချမ်းရေးတည်ဆောက်ရန်လှုပ်ဆောင်နေသူများအားယေရှုတင်ရှိကြောင်းပုံရမင်းကြီးလီယို14ကလေးလေးနက်နက်ထုတ်ဖော်ပြောကြားခြင်းသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အပတ်စဉ်တနင်္ဂနွေနေ့တိုင်းအန်ဂျလုစ်နေကင်းမြတ်တာဆူတောင်းခြင်းနေကုန်းကျုပ်တွင်ပုံရမင်းကြီးလီယို14က စစ်ပွဲများတွေ့ကြုံနေရသည့်နိုင်ငံများတွင်ငြိမ်းချမ်းရေးတည်ဆောက်ရန်လှုပ်ဆောင်နေသူများကျေးဇူးတင်ရှိကြောင်းလေးလေးနက်နက်ထုတ်ဖော်ပြောကြားခဲ့ပါသည်။ထို့အပြင်ဖုန်ဝေါင်းဦးသည့်တိုင်ဖုန်မုန်တိုင်းခံရသောဖိလစ်ပိုင်ပြည်သူများအတွက်လည်းဆုတောင်းပေးခဲ့ပါသည်။ငြိမ်းချမ်းရေးအတွက်လှုပ်ဆောင်နေသူများအတိမတ်ပြုခြင်း၊ဗိုလ်ရမင်းကြီးသည်စစ်ပွဲတန်ခံရသည့်ဒေသအသီးသီး၌နီလန်းမျိုးစုံဖြင့်ငြိမ်းချမ်းရေးတည်ဆောက်ရန်ကြိုးပမ်းလှုပ်ဆောင်နေသူအလုံးကိုလည်း ်နဲ့နဲ့နဲ့အတိမှပြုကြောင်းထုတ်ဖော်ပြောကြခဲ့ပြီးလွန်ခဲ့သောရက်များအတွင်းလက်နက်ကင်ပြိပခါများကြောင့်တေဆုံသွားကြသူများအတွက်ဆုတောင်းပေးခဲ့ကြောင်းဝန်ထဲဆရာမရတားများဖြစ်ကြသည့်ကလေးသူငယ်များတက်ကြီးရွယ်ဦးများဖြားနာသူများဖြစ်လင်ကစားတိုက်ခိုက်မှုနှင့်ပုံကျဲတိုက်ခိုက်မှုများတွင်ကြဆုံးခဲ့ရသူများစွာသည်၎င်းတို့ထဲတွင်ပါဝင်နေကြောင်းကိုလည်းပြန်လည်အမှတ်ရစေခဲ့ပါသည်၎င်းတို့၏အမှတ်တရကို မာရီကေဂုံပြုလိုပါကအပြစ်ခတ်ရဆဲရင်နဲ့စေးဆက်ဆွေးနွေးရဲ့အတွက်စစ်မှန်သောဂရိကဝတ်ပြုမှုရှိတဲ့ကြောင်းအလေးပေးပြောကြားခဲ့ပါသည်ဆက်လက်ပြီးပုံရံမင်းကြီးကဖိလစ်ပိုင်နိုင်ငံတွင်နိုဝင်ဘာလ9ရက်နေ့ကတိုက်ခတ်ခဲ့သောစူပါတိုက်ဖုန်းဖုန်ဝေါင်းကြောင့်လူသားပေါင်းများစွာကိုပြင်းထန်ထိခိုက်မိနေရာများမှရွှေ့ပြောင်းစေခဲ့ရသည့်ဖိလစ်ပိုင်ပြည်သူများနှင့်အတူရှိနေကြောင်းပုံရံမင်းကြီးလေးဦးက ပြောကြခဲ့ပြီးအဆိုပါအင်အားပြည့်မုံတိုင်းသည်တနာရီလရင်185ကီလိုမီတာ135မိုင်အချိန်ဖြင့်တိုက်ခတ်သည့်လေပြင်းများဖြစ်ကြောင်းမှတ်တမ်းတင်ထားပြီးတနာရီလရင်ကီလိုမီတာ230 143မိုင်ကျော်အထိလေပြင်းတိုက်ခတ်မှုများလည်းရှိခဲ့ကြောင်း၎င်းဆိုဝါသည့်စူပါတိုင်ဖုန်းမုံတိုင်းကြောင့်ကွယ်လွန်သွားကြသူများ၎င်းတို့၏မိသားစုများဒဏ်ရာရရှိသူများ ရွှေပြောင်းနေထိုင်ရသူများအတွက်စုတောင်းပေးနေကြောင်းရာမင်းကြီးကမွေချခဲ့ပါသည်။ဆလပြီအီတလီနိုင်ငံ၌နှစ်စဉ်ကျေးဇူးတော်ချီးမွမ်းခြင်းကိုကျင်းပနေပြီးအီတလီနိုင်ငံ၌နှစ်စဉ်ကျေးဇူးတော်ချီးမွမ်းခြင်းကိုကျင်းပနေပြီးအီတလီနိုင်ငံဆရာတော်ကြီးများ၏နှစ်ပတ်လည်သဝင်လွှာတွင် ပုံရံမင်းကြီးဦးပေါင်းပါဝင်ခဲ့ပါသည်။ဆိုပါသဝင်လွှာ၌ရာမင်းကြီးကကဘာမြေကြီးကိုတာဝန်ယူမှုရှိစွာထိမ့်သိမ်းစောင့်ရှောက်ရန်စာနယ်ဇင်းခါစွန့်ပစ်မှုများရပ်တန့်ရန် ဂျိုးပန်းအာထုတ်မှုများနဲ့ရေရှည်တည်တံသောစိုက်ပျိုးရေးလှုပ်ထုံးလုပ်နည်းများကိုလက်ခံကျင့်သုံးကြရန်တိုက်တွန်းထားပါသည်။မိခင်ကဘာမြေကြီးနဲ့ကျွန်ုပ်တို့၏ကဘာဂျိုးကိုစိုက်ပျိုးပြုစုစောင့်ရှောက်နေသူအလုံးအတွက်ဘုရားသခင်ကိုကျေးဇူးတင်တဲ့အကြောင်းကိုလည်းထည့်သွင်းပြောကြားခဲ့ကြောင်းပါရိဂန္ဒရင်ဌာနကဖော်ပြထားပါသည်။ ဤတွင် Radio Veritas Asia အာရှတမတရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လုပ်ပြီးပါသည်။ဩဒါရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။